အားလုံးပဲမင်္ဂလာပါဗျာ။ကောင်းစံကလေးခဏမှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့တတိယတွေကိုနိုင်ငံရေးစေဝင်စားအောင်လုပ်ဖို့လိုအပ်တဲ့အကြောင်းကိုဥမှုစိတ်ပြောနေရုပ်သံဗီဒီယိုလေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာ။ဒီမှာဥမှုစိတ်ရဲ့အဲဒီကြောင့်လည်းပတ်သက်ပြီးဘာလို့မလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့မျှဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းစံကလေးခဏမှအတိုးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ျွန်တော်ဒီနေ့နိုင်ငံရေးသဘောတရားလေးတစ်ချက်လောက်ကျွန်တော်ပြောဦးမယ်ဗျာနော်ဟိုအမေရိကန်နိုင်ငံနဲ့ပတ်သက်တဲ့နိုင်ငံရေးသဘောတရားလေးတွေပေါ့နော်အဲ့တော့ခုလောလောဆယ်ကျွန်တော်လည်းဒီလိုပဲဗျာမင်းနဲ့ဆိုအစောကြီးထကျွန်တော် order လေးတွေချက်တယ်ပေါ့နော်တံပေါက်ကျက်စီပင်ပန်းနေအဲချွေးတွေပါနေတယ်ပေါ့နော်အဲချွေးတွေပါနေတယ်ဟုတ်ခုစားဖြစ်တယ်အဲ့တော့ဘာပြောကျွန်တော်ကျွန်တော်ကိုအားပေးကြတယ်ပေါ့နော်ဟိုလေးနော် order order လေးအားပေးကြတယ်နော် လူပွဲမင်္ဂလာပွဲတွေရောက်တိုင်းသတိရတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ပေးသက်တွေကိုလည်းကျွန်တော်လက်အုပ်ချီကျေးဇူးတင်ပါတယ်အဲနောက်ပြီးတော့ကျွန်တော် page လေးထောင်ထားရပါဘောเนาะ page မှာလည်းကျွန်တော်ဒေါ်လာနဲ့ဘူးပါရပါဘောเนาะအဲ့လိုလေးလည်းကြော်ညာရတယ်ဘောเนาะ marketing buy ကိုလည်းကျွန်တော်တို့လေ့လာလို့မရဘူးဘောအဲ့လိုလှုပ်လာခဲ့တာဘောเนาะအဲ့တော့ကျွန်တော်အဲဒီနေ့အားလုံးကျေးဇူးတင်တယ်ဒီနေ့နိုင်ငံကြီးဘောเนาะအမျိုးသားအဲအမေရိကန်အမျိုးသားအဲရေးနဲ့ပတ်သက်တဲ့เนาะ Trump ပေါ့เนาะ Trump ကဒီမိုကရက်တစ်ဆန့်ကျင်ပြီး nationalist ပေါ့နော်အမျိုးသားရေးဝါဒီတရားအနေနဲ့သူ့နိုင်ငံကိုပြုပြင်ပြောင်းလဲမှုတွေတိုင်တုံးဟိုလှုပ်ရှားလှုပ်လာတယ်ပေါ့နော်အဲလူတို့နိုင်ငံတွင်းလုပ်ဝင်နေမဟုတ်ဘူးပေါ့နော်အပြင်ပပြပနိုင်ငံအခြားနိုင်ငံတွေပေါ်မှာလဲမလိုလားတဲ့နော်ကျူကျော်မှုတွေစော်ကားမှုတွေအနိုင်ကျင့်မှုတွေနော်မလိုလားတဲ့သူ့နိုင်ငံရဲ့ငွေကြေးတွေနဲ့အဲပတ်သက်ပြီးတော့အတုံးပြထားတဲ့ဟာတွေကိုလည်းအကုန်ဖြတ်ချပြစ်တယ်ပေါ့နော်အဲဖြတ်ချပြစ်တယ်အဲအဲ့တော့မူဝါဒအရပြောင်းလဲလာတဲ့ထရမ့်ပေါ့နော်အဲဖြတ်လာတော့အတိုက်ခံအဲ့လိုပြောင်းလဲလိုက်တယ်သူ့မှာအတိုက်ခံတွေအများကြီးဖြစ်လာတယ် เนาะသူ့ကိုပြိုင်ဖက်တွေအများကြီးဖြစ်လာတယ်သူ့ကိုဆန့်ကျင်တဲ့လူတွေအများကြီးသူ့ကိုနှောက်ယှက်တဲ့လူတွေအများကြီးဖြစ်လာတယ်ပေါ့เนาะအဲ့တော့အဲဒါလည်းတော့မြန်မာနိုင်ငံကြီးနဲ့ကျွန်တော်တို့ချိတ်တိုးပြီးပြောကျင်လို့ကျွန်တော်ဒါလေးကိုစီပြီးပြောနေတာပေါ့เนาะအဲ့တော့အဲ့တော့ trend နဲ့အတူเนาะ Elon Musk ကတွဲပြီးတော့ဒါတထေးကြီးပေါ့เนาะတကယ်တထေးကြီးอ่ะအဲတထေးတွေကများသောအားဖြင့်နိုင်ငံတကာမှာဟိုစီးပွားရေးအောင်မြင်လာတဲ့တထေးတွေကနိုင်ငံကြီးကိုစိတ်ဝင်စားရင်စိတ်ဝင်စားပြီးလုပ်ကိုင်တဲ့လူတွေများတယ်ပေါ့เนาะအမြန်မာပြည်မှာကြောက်အဲ့မှလည်းကွာွားတယ် အပ္ပဇံချမ်းသာလာပြီလူတွေကနိုင်ငံရေးဘက်ကိုမသွားတော့ဘူးအဲမသွားတော့ဘူးဆိုတော့ဘာကြောင့်လဲအဲနိုင်ငံရေးဘက်ကိုကူးပြောင်းလာတဲ့ခါမှာသူတို့ရဲ့ဘဝရည်တည်မှုအမကန်ချက်ကများသောအားဖြင့်ဟိုလိုခေါ်မယ် minus ဘက်ကိုသွားတယ်ပေါ့ minus ဘက်ကိုသွားတယ်အဆိုးကျိုးဘက်ကိုသွားတာများတော့တော်တော်မြန်မာနိုင်ငံရေးဖြစ်စဉ်တွေမှာချမ်းသာတဲ့တတိတွေကဟိုနိုင်ငံရေးဘက်ကိုဝင်ကူးတော့အဲ့ဒါလေမြန်မာပြည်ရဲ့အားနဲ့ချက်ကြာရှုံးခြင်းတစ်ခုပဲပေါ့နော်အဲ့တော့လက်ရှိအာဏာရနေတဲ့သူတွေအစိုးရတွေအနေနဲ့ဒီလိုမျိုး เนาะပတ်စံရှိတဲ့လူတွေနိုင်ငံရေးမှာစိတ်ဝင်စားလာဖို့ယူဆွေးရမယ်ဖန်တီးပေးရမယ်လမ်းကြောင်းတွေဖွင့်ရမယ်ခွင်လေးတွေပေးရမယ်အနှုတ်ဆောင်မှုတွေပေးရမယ်เนาะဟိုပူးပေါင်းဆောင်ရွက်မှုတွေလုပ်ရအဲဒါမှလည်းတို့တွေအာမခံကျက်ပေါ့เนาะဟိုဥပဒေပေါ့အာမခံကျက်ဆိုတာဘာလဲဆိုခြေကံဥပဒေပေါ့เนาะခြေကံဥပဒေမှာပါတဲ့စီးမင်းတွေနဲ့အဲဖောင်ဝက်တွေကိုတခြားကြာကြာနာနာကြစ်ကြစ်လေးလေးခိုင်ခိုင်မာမာနဲ့ရည်တည်ပေးမယ်ဆိုရင်အဲစီးပွားရေးလုပ်ငန်းရှင်တွေချမ်းသာတဲ့အဲအောင်မြင်တဲ့စီးပွားရေးအဲထဲထဲထဲတာကြီးလေးအဲထ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 ဲ ရတယ်အထဲထဲကိုဖြဲပြီးထည့်လိုက်ငယ်အေးစကားပြောနေလို့ဒီမှာအဲအဲဟမ်အထဲထဲကိုအထဲထဲကိုထက်ထက်အဲ့အထဲထဲကိုထည့်လိုက်လေဟုတ်ကဲ့အဲ့တော့မကျွန်တော်ကဒီဘာပဲပြောပြောကျွန်တော်တို့အနေနဲ့အဲကျွန်တော်တို့အနေနဲ့ဖြစ်စီကျင်တာပေါ့နော်ဖြစ်စီကျင်တာကမြန်မာနိုင်ငံကြီးမှာအစီအွားရေးတက်ပညာရှင်တွေချမ်းသာတဲ့လူပဒန်းသားတွေနိုင်ငံကြီးကို ဝါသနာပါပြီးတော့ဝင်ရောက်လာတဲ့လူမျိုးတွေလို့အဲ့တော့ Elon Musk နဲ့ Trump ကအဲယင်းနေ့အနာဂတ်ရွေးကောက်ပွဲမှာအတူရှင်တွဲပြီးတော့နော်အောင်မြင်မှုနဲ့လူနိုင်ငံတည်ဆောက်မယ်ဆိုပြီးတော့လူပြင်ပြောင်းလဲမှုကိုစိတ်တူကိုယ်တူပေါ့နော်ဒီမိုကရက်တီရဲ့ရုပ်မှပိုင်ဆိုင်မှုတွေကိုဖျက်ချမယ်ဆိုရင်ညီညွတ်ရင်းမှလှုပ်လာခဲ့တယ်လှုပ်လာခဲ့မှအခုမထင်မှတ်ဖဲနဲ့သူတို့နှစ်ယောက်ပါပြီလေအဲပြဿနာတက်တယ်ပေါ့နော်တယောက်ကသဘောထားတစ်မျိုးတယောက်ကသဘောထားတစ်မျိုးတယောက်ရဲ့အမြင်တစ်မျိုးတယောက်ဒါပေမဲ့နှစ်ယောက်လုံးကတော့စီပွားရေးသမားစီပွားရေးသမားတွေဖြစ်တယ်ချမ်းသာတဲ့လူတန်းစားတွေဖြစ်တယ်ဒီလူတန်းစားနှစ်ယောက်ကအဲ ဒီလူတန်းသားနှစ်ဦးပေါ့နော်သူတို့နှစ်ဦးကအမြင်တူပြီးတော့လုတ်ပြင်မဲ့တခါဒီနိုင်ငံကြီးလမ်းစဉ်ပေါ်ရောက်တဲ့ခါလမ်းကြောင်းပေါ်ရောက်သွားတဲ့ခါတယောက်ကတမရဖြစ်သွားတယောက်ကတမရအကြံပေးဖြစ်သွားတယ်အဲ့မှာဘာဖြစ်လာလဲဆိုတော့ဟို get ပေါ့နော်တယောက်တယောက်ဟိုမတူညီတဲ့အပိုင်းကပြဿနာတက်ကြတယ်ဒါပေမဲ့သူတို့ကနော်စီဝါရေးပညာရှင်တွေဖြစ်သလိုနိုင်ငံကြီးအမြင်လည်းရှိကြတဲ့အတွက်ကြောင့်နောက်တစ်ခုတိုင်းပြည်ပေါ်မှာထားတဲ့စိတ်စည်စနာလည်းမှန်ကြတယ်အဲ့နောက်တစ်ခုကသူတို့ရဲ့တိုက်ခဲ့ဖြစ်တဲ့ဒီမိုကရက်တီကိုလည်းသူတို့ကပြင်းပြင်းပြင်းပေါင်းတိုက်ရမယ်ဆိုရင်ရည်ရွယ်ချက်ကသူတို့မှာရှိနေတယ် ။နော်သူတို့ပေါ်နှောက်ယှက်ဖျက်ဆီးပြီးတော့ဒီတိုင်းကဘာကြီးကိုဖျက်ဆီးနေတဲ့ဒီမိုကရေစီရဲ့စိုးကျိုးတွေတော့သူတို့နှစ်ယောက်တိထားတဲ့အတွက်ကြောင့်အခုဘာဖြစ်လဲ Elon Musk ကတော့တောင်းပန်တဲ့စာလေးပြန်ရေးလာတယ်။အဲ့လိုရေးလာတဲ့ခေါ်မှာဒီဘက်ကဟိုတမရထရန့်ကလည်းသူ့ရဲ့โอ้นี่มันขึ้นลึดတယ်ပေါ့เนาะအရာရာအားလုံးခွင့်လို့အဲ့တော့အဲ့ဒီယောက်ကတကယ်တမ်းဆက်ပြီးတိုက်ခိုက်ကြမယ်ဆိုရင်ဘာဖြစ်မလဲအဲ့ဒီယောက်တကယ်တိုက်ခိုက်ကြမယ်ဆိုတော့အမေရိကန်ရဲ့အခုတွားမဲ့အနာဂတ်လမ်းစဉ်တွေအနာဂတ်ရည်ရွယ်ချက်တွေ အနာကဆိုပါဘာအနေနဲ့မြတ်ထရမ့်မှာလည်းအခက်အခဲတွေဖြစ်မယ်အီလွန်မတ်မှာလည်းအခက်အခဲနှစ်ယောက်လုံးကကြာရှုံးတဲ့အဆင့်ကိုဆင်အဲ့ဒါဘာလဲနိုင်ငံရေးတွေးခေါ်မှုစမ်းဆိုနော်အဲ့တော့နိုင်ငံရေးအကြောင်းတရားဂျာမနီကပြောဆိုအကြောင်းတရားတွေပေါ့နော်အကြောင်းတရားတွေသူတို့နှစ်ယောက်ပြန်လဲဆန်းစစ်နိုင်တယ်နော်နိုင်ငံရေးအကြောင်းတရားတွေပြန်လဲဆန်းစစ်နိုင်တယ်အဲ့သူတို့ရဲ့လှုပ်ဆောင်ချက်တွေသူတို့ရဲ့တွေးခေါ်ကြောင်ဆောင်မှုတွေဟာသူတို့အောင်မြင်မှုတစ်ခုကိုထိန်းချုပ်ပြီးတော့သူတို့တွားရမယ်ဆိုလဲသူရဲ့နော်စင်ကြီးနှုံတရားပေါ့နော် အဲအကြောင်းတရားတွေကိုစဉ်းကျင်နိုင်မှလည်းအကျိုးတရားကောင်းတွေရမှာတိုင်းပြည်ကရွေးဖြစ်မှာအဲ့ဒါဘာလဲဆိုတော့နိုင်ငံကြီးယဉ်ကျေးမှုလို့ခေါ်တယ်နော်ခေါင်းဆောင်တယောက်နဲ့သမရတယောက်နဲ့အချံပေးတွေသူ့ဝိုင်းရတဲ့ပုံစံတွေယဉ်ကျေးမှုဒီယဉ်ကျေးမှုကိုနှစ်ယောက်ထုံးကောင်းအောင်ပေါ်ဆောင်နိုင်မယ်ဆိုရင်တိုင်းပြည်နာကကောင်းဟုတ်ပြီမြန်မာပြည်မှာယဉ်ကျေးမှုအဲ့ယဉ်ကျေးမှုရှိသလားတော့အဲ့ယဉ်ကျေးမှုရှိအောင်ပေါ်ဆောင်အောင်အဲ့ယဉ်ကျေးမှုကိုပေါ်ဆောင်အောင်တော့မိမိရဲ့အကြောင်းတရားတွေကိုပြန်သုံးသပ်ရမယ်စဉ်းကျင်ရမယ်နော်ကိုယ့်ရဲ့အင်အားတွေဆုပ်ယော့သွားနိုင်သလား အစိုးရသွားရင်ငါတို့ငါတို့တိုက်ခိုက်နေတဲ့အင်အားတူကြီးငါတို့ဝိုင်းတိုက်ခိုက်နေတဲ့အင်အားတူကြီးကဘယ်လောက်ရှိသလဲဘယ်လောက်ကြီးမားလဲဒီပေါ်မှာငါတို့တွေဘယ်လိုမျိုးလုပ်မလဲဆိုရက်ဒီခေါင်းဆောင်တွေရဲ့ခေါင်းထဲမှာလည်းရှိသလိုတစ်ဖက်အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေမှာလည်းဒါမျိုးအတွေးလေးတွေရှိရပါဆိုရည်ရွယ်ချက်ကတိုက်ပြီးခေါင်းဖို့တော့ဒီရင်ချင်းမှုတွေထွန်းကားဖို့ကျွန်တော်တို့အရေးကြီးတယ်အရေးကြီးတယ်တော့ဒါမှလည်းတိုက်ပြီးအရွေးတခုကိုရွေးပါအဲ့တော့လိုတိုက်ပြီးမှာလိုအပ်ချက်တွေပါလေအများကြီးပဲတော့လိုအပ်ချက်တွေပါဘယ်သူကပြုတ်ပြရမလဲအခုအစိုးရတွေကအဓိကကြတယ် လက်ရှိအစိုးရတွေကအဓိကကြတယ်ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်ကိုပဲ့ကင်နိုင်တာအစိုးရပဲရှိတယ်အဲ့တိုင်းပြည်ကိုထောင်သားလို့လည်းရတယ်ပလက်လန်သားလို့လည်းရမှောက်ပလိုက်လို့လည်းရအဲ့ဒီရွေးတွေပေါ်မှာဥဆောင်ဥရဲ့ပြုနေတာအစိုးရဒီအစိုးရအောင်မှာကျွန်တော်တို့ကထိန်းကြီးမယ်ပန့်ပိုးမယ်ဝိုင်းရမယ်နော်နော်အိုနေဖြစ်မယ်ကျွန်တော်တို့လှုပ်ဆောင်မယ်ဆိုရင်အနာဂတ်ကြီးကျွန်တော်တို့အတွက်နော်လှပတဲ့ပန်းလေးတွေကျွန်တော်တို့ဖြစ်မယ် နော်လောက်ပါတဲ့ပန်းလေးတွေကျွန်တော်ဖြစ်မှာပေါ့နော်အဲအဲ့အဲ့သဘောတရားတွေပေါ့နော်အဲ့တော့ကျွန်တော်ပြောခြင်းနဲ့ယနေ့နိုင်ငံရေးအတွေးခေါ်မှာဟိုရှင်းပြောရင်ဟိုကျွန်တော်တို့တိုင်းပြည်ရဲ့နော်အခြေအနေနဲ့တုံးသက်ပြီးတော့ကျွန်တော်တို့ပြောပြတာပေါ့နော်အဲ့တော့နော် အမေရိကန်လိုနိုင်ငံမျိုးမှာအခုဘာကြောင့်ဆန္ဒပြမှုတွေဖြစ်တယ်နောက်တစ်ချက်ပေါ့နော်နောက်တစ်ပိုင်းကနော်ဆန္ဒပြမှုတွေအယ်လီတို့နော်ဝင်းတို့မှာဖြစ်နေတယ်အခုဆန္ဒပြပွဲယူကြည့်ပါ တော့သူ့ရဲ့အုပ်ချုပ်ရေးပြည်내အုပ်ချုပ်ရေးခေါင်းဆောင်ကဒီမိုကရက်ဖြစ်နေတယ်အနော်ဒီမိုကရက်ဖြစ်တယ်ဒီမိုကရက်အုပ်စုတွေဖြစ်နေဆိုဒီဘက်ကထရန့်ရဲ့လှုပ်ဆောင်ချက်ကိုအမြဲတမ်းစန့်ကျင်မဲ့လူပုဂ္ဂိုလ်တယောက်ဖြစ်နေတယ်ဒါမဲ့သူကယာရုပြည်내ရဲ့ယာရုကိုယူထားတဲ့အတွက်ကြောင့်ဒီပုံမှာပြောရရင်တော့တိုက်ပြည်တပြည်မှာဟိုသူ့ရဲ့ဒီတမရရဲ့အောက်မှာပဲအလုံးစုံမရှိပဲသူကဘယ်လိုခေါ်မလဲဖေးရဲသီးပေါ့ဗမာပြည်ပြောမယ်ဆိုဖေးရဲသီးဖြစ်နေတယ်အဲ့တော့ဒီဖေးရဲသီးတွေရဲ့အန်တွေဘယ်လောက်ကြီးလဲဆိုခင်ဗျားတမရအခုအမေရိကန်ဖြစ်စင်လို့ကြီးအဲ့တော့ဒီဖေးရဲသီးတွေရဲ့လှုပ်ဆောင်ချက်တွေကြောင့်မလိုလားပဲနဲ့ ်အထီးကရိုးကြီးတွေအကြီးကြီးတွေဖြစ်လာတယ်เนาะပျက်စီးမှုတွေဖြစ်လာတယ်เนาะအဲ့တော့ Trump ကိုဆန့်ကျင်ပြီးတော့အမနိုင်နေမှာ ਨੇ မပြုတ်ပါနဲ့ဒီမိုကရေစီဆန်ဆန်သွားနေတဲ့လူအုပ်ကြီးပေါ့နော်သွားနေတဲ့လူအုပ်ကြီးကဘာလို့အဖြစ်အမောက်လုပ်ငန်းတွေကိုသူတို့ကူလုပ်လာလဲဆိုတော့တိုင်းပြည်မှာအဲ့လိုတိုင်းပြည်ကိုတိဆောက်တဲ့ခေါင်းဆောင်တွေမှာလည်းဖင်ရဲကြီးကအရန်ရေးကြီးတယ်ဆိုတဲ့အကြောင်းနော်အပြင်ကစင်ပြေတွင်းနေကหนีနေတဲ့လူတွေရဲ့နှောက်ယှက်မှုဖြက်စီးမှုရဲ့အန်ဒီရဲ့လည်းဘလောက်ကြီးတယ်ဆိုတာကို အခုအမေရိကန်ဆန္ဒပြမှုတွေမှာကြည့်ရင်တော့ပေါ့အဲ့တော့ဘာလဲပြောပြောဟိုအနာဂတ်ကိုကျွန်တော်တွားကြတော့မယ်နော်နိုင်ငံခေါင်းဆောင်နေအနေနဲ့နော်လက်ရှိတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ခေါင်းဆောင်နေအနေနဲ့အဲ့ဒီအချက်တွေကအရန်ရေးကြည့်တယ်ကိုယ့်ထဲမှာလည်းရှိနိုင်သလိုကိုယ့်ရဲ့ပြင်ပမှာလည်းရှိနိုင်တယ်အဲဒါပေမဲ့ကိုယ်ဒီကိုယ့်ရှိတဲ့အင်အားကိုညီညွတ်အောင်တိဆောက်ဖို့လိုတယ်အရာရာကိုခွင့်လွှတ်သိခံနိုင်ဖို့လိုတယ်နော်ခွင့်လွှတ်သိခံရင်လည်း COE အစွမ်းအရေးကိုငါတို့ဘယ်လိုတိဆောက်မလဲဆိုတဲ့အရာလေးကဟိုတိုင်းပြည်အတွက် အဲအရန်ကောင်းတဲ့ချက်ပေါ့။ဒါဒီနေ့ကျွန်တော်တို့ကြားခဲ့ရတဲ့မြင်ရတွေ့ရတာအားရစရာတစ်ခုပေါ့နော်။အဲကဆရာမူနှစ်ပေါ့နော်။မူနှစ်ကနေပြီးတော့ကျွန်တော်ချမ်းမြေမြောက်ပိုင်းကိုဆင်းပြီးတော့တက်မတော်သားတွေနဲ့နှီးထွေးနှီးထွေးထွေးထွေးစွာပြည်သူတွေနှီးထွေးစွာကိုယ့်ရဲ့ရှီတဲ့ရောက်တက်မတော်သားတွေနဲ့နှီးထွေးစွာခေါင်းဆောင်တယောက်နဲ့သွားပြီးတော့ရင်းငွေတပွဲဆိုင်းဆောင်ရရလဲအဲ့ဒါပြည်သူကိုယ့်ရဲ့အင်အားကြီး